အားလုံးပဲမင်္ဂလာပါ Recap Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဇာတ်လမ်းလေးစမှာတော့ Talk ဆိုတာကတာမန်ကြောင်းသားလေးတယောက်ပါစားတော့တိတ်မတော်ပါဘူးဒါပေမဲ့ကွန်ပျူတာဂိမ်းတွေကိုတော့ဆွဲလန်းနေရတူပေါ့သူနဲ့သူ့တငယ်ချင်းတွေဆိုရင်စာသင်ချင်းအိမ်လေးမှာတော့ဗီဒီယိုဂိမ်းတွေခိုးပြီးကစားနေကြတာပါသူကဂိမ်းကနေပြီးတော့ပတ်စံတွေနိုင်ပြီးတော့အဲ့ဒီပတ်စံတွေပဲသူကသူ့ကိုသူပြန်ပြီးထောက်ပံ့နေပါတယ်တကယ်မှာတော့သူတို့အိမ်ကအင်တော်ဒင်းဖိုးကြီးစီကခရစ်တစ်ကတ်ကိုယူပြီးတော့သူ့ရဲ့ဂိမ်းကောင်းနဲ့ချိန်လိုက်ပါတယ်။နောက်တော့ဂိမ်းကနေပြီးတော့ပတ်စံတွေအများကြီးနိုင်ရတဲ့အခါမှာအဲ့ဒီပတ်စံတွေကိုထုတ်ပြီးတော့ကားအစ်တစ်စီးကိုသွားဝယ်လိုက်ပါတယ်။ ကာတစ်နဲ့ចောင်းကိုရောက်လာတော့သူ့ကိုရုံငန်းကိုခေါ်တွေ့ပါလေရောသူ့ဆီယာမကသူ့မိဘတွေကိုခေါ်ဖို့လုပ်ပါတယ်ဒါပေမဲ့သူကမိဘတွေကိုမခေါ်ဘဲနဲ့သူ့ရဲ့အမှတ်တွေကိုဖျက်လို့ရတယ်ဆိုပြီးပြောလိုက်ပါတယ် အဲ့ဒီခါမှာဆီယာမကသူ့မှာဖြတ်ဖို့အမှတ်တွေလုံလုံလောက်လောက်မရှိတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်။သူကလည်းအရှုံးမပြီးဘဲနဲ့ကျောင်းအတွက်နေရုံဆိုင်ဖို့အသက်တစ်ခုလုမယ်ဆိုပြီးပြောလိုက်ပြန်ပါတယ်။ဆီယာမကတော့ကျောင်းကိုလက်ထိုးလို့မရဘူးဆိုပြီးတော့ပို့ပြီးစိတ်ဆိုးသွားပါတယ်။ဒါနဲ့ဘာလို့သူ့ရဲ့မောင်နှမတွေလိုမျိုးကျောင်းသားကောင်းတယောက်ဖြစ်အောင်ဝဲရအောင်မလုပ်နိုင်ရတာလဲဆိုပြီးမေးပါတယ်။ဆီယာမကနေကြီးရင်ဘာလို့စားမှလဲပါ냐နဲ့နည်းနည်းထပ်ဆုပ်ပြီးတော့သူ့ကိုပြန်ထွက်လိုက်ပါတယ်။သူ့ပြင်ကိုပြန်ထွက်လာတဲ့ခါမှာတော့ကျောင်းသားအားလုံးကသူ့ရဲ့ကားအစ်တင်နာမှာဝိုင်းအောင်ပြီးတော့ကြည့်ရှုနေကြပါတယ်။သူကအဲ့ဒါတွေကိုဂရုမစိုက်ဘဲနဲ့သူ့ကောင်မလေးကိုခေါ်ပြီးတော့ကားအစ်တင်နဲ့မျိုးရဲပတ်အစားအသောက်တွေကိုဝယ်ကျွေးပါတယ်။ညတော်တော်မိုးချုံမှာအိမ်ကိုပြန်ရောက်လာပါတယ်။ ်ကားကိုအပြင်းမရထားပြီးတော့အိန်တော်ဒိန်းကိုအထက်ကိုသွင်းခိုင်းလိုက်ပါတယ်သူကမိဘတွေမနှိုးအောင်အိန်ထဲကိုတိတ်တိတ်လေးခိုးဝင်တာပေါ့ဒါပေမဲ့အိန်တော်ဒိန်းကကားအကြောင်းကိုသိနေမှလည်းတော့မတော်တဆကားကိုထိမိသွားပြီးတော့အတန်နေထွက်လာပါတယ် အိမ်ထဲကိုရောက်သွားတော့သူ့မိဘတွေကလှေကမ်းနားမှာရက်ပြီးတော့သူ့ကိုစောင့်နေကြပါတယ်သူ့အဖေကဘာလို့ဒီလောက်နောက်ကျမှပြန်လာရလဲကားဝယ်လာတဲ့ကိစ္စကိုရောဆိုပြီးတော့သူ့ကိုဆူပါတယ်တော့တာဒီလိုပတ်ဆက်နေဆက်ပြီးဖြုံးနေနေရင်သူတို့မကြခင်ဒေဝါလီခံရတော့မယ်ဆိုပြီးပြောလိုက်ပါတယ်တော့ကဒါသူ online game ကနေရှာထားတဲ့ပတ်ဆက်တွေပါဆိုပြီးပြန်ပြောပါတယ်ဒါပေမဲ့သူ့အဖေကတော့စာကိုပဲတရားလုပ်ဖို့ပြောနေပါတယ်သူ့အမေကတော့သူတို့ကစူးစမ်းနေကြတာပါတိတ်ပြီးတော့သူတို့ကိုစိတ်မပူစေနဲ့လို့ပြောပြီးတော့ထွက်သွားပြန်ပါတယ်နှစ်တကြာလာတဲ့အများသူ့ဂိမ်းဆွဲလမ်းမှုကတော့ရက်တက်မသွားပါဘူးသူ့အတွက်တက္ကသိုလ်တက်ရမယ့်အချိန်ကိုရောက်လာပါပြီအစိုးရတက္ကသိုလ်အများစုကသူ့ကိုလက်မခံခဲ့ပါဘူး အဲ့ဒါကိုတော့ကအလေးမထားဘဲနဲ့ PS2 တစ်လုံးသွားဝယ်ပြီးတော့ဂိမ်းဆက်ဆော့ဖို့ပဲလုပ်နေပါတယ် ဝယ်ပြီးတော့အိမ်ပြန်ရောက်လာတော့သူ့မိဘတွေရောက်နေပါတယ်။သူ့ရဲ့တက္ကသိုလ်ဝင်ဝင်အကြောင်းကိုလည်းမေးကြပါတယ်။သူကပုဂ္ဂလိကတက္ကသိုလ်တစ်ခုမှာဝင်ဝင်ရတဲ့အကြောင်းပြောပြီးတော့ဈေးသိမ့်မကြည့်ဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူ့အဖေကတော့စာမလုပ်ဖဲပတ်စံဖြုံးမှဆိုလို့ရက်ကွက်ထဲကကောလိပ်ဖဲတက်တဲ့နေဆိုပြီးပြောလိုက်ပါတယ်။တော့ကတော့သူ့မှာပတ်စံရှိတယ်ကိုစိတ်ကိုကြားခံမယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်။သူ့အမေကသူ့အဖေတောင်းလိုက်သွားပြီးတော့တော့ကိုပုဂ္ဂလိကတက္ကသိုလ်တက်ခွင့်ပေးဖို့ဖြောင်းပြပါတယ်။မိဘတွေအငင်းပွားနေတော့သူကတော့သူ့ခန်းထဲကိုဝင်ပြီးတော့ဂိမ်းကိုပဲဆက်ဆော့ဖို့လုပ်နေလိုက်ပါတယ်။ဒါပေမဲ့သူ့အကောင့်ဖျက်ခံထားရတာကိုတွေ့လိုက်ပါတယ်။သူကအီလက်ထရောနစ်ဆိုင်ကိုနောက်တစ်ခေါက်သွားပြီးတော့ရှော့စင်းနဲ့ရလို့ DVD ဆက် တွေအများကြီးဝင်လာပါတယ်။အိမ်ပြန်ရောက်တော့မိဘတွေကို DVD ဆက်တွေပြောင်းဝလုပ်တဲ့ခါမှာတော့တလုံးကပျက်စီးနေပါတယ်။ဆိုင်ကိုပြန်သွားပြီးပြောတော့ဆိုင်ရှင်ကဒီ DVD ဆက်တွေကအမှားခံမရှိဘူး။ဒါကြောင့်မို့လို့တလောက်ဈေးပေါ်တာမချေနဲ့ရင်အားလုံးကိုလွှတ်ပြစ်လိုက်ဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒါနဲ့သူကဒေါသထွက်သွားပြီးတော့ဆိုင်ကကောင်တာတလုံးကိုရိုက်ခွဲလိုက်ပါတယ်။ဆိုင်ရှင်ကသူ့ကိုပားရိုက်လိုက်ပြီးမဲ့သူကနောက်ထပ်အရိုက်မခံရခင်မဲ့ထွက်ပြေးသွားပါတယ်။ ်အိမ်ပြန်လမ်းမှာသူ့အဖေကိုကားကြုံလိုက်ဖို့လှမ်းခေါ်လိုက်ပါတယ်သူ့အဖေကစီးပွားရေးလုပ်တယ်ဆိုတာနောက်စရာမဟုတ်ဘူးဒီလိုမျိုးကြုံရတာတဘာဝပဲဆိုပြီးပြန်ပြောလိုက်ပါတယ်သူကတော့ကိုစာတင်နိုင်ဖို့ပတ်စံနေနေပေးပါတယ်ဒါပေမဲ့တော့ကသူ့အဖေရဲ့ဝန်ထမ်းမဟုတ်ဘူးလို့ပြောလိုက်တော့သူ့အဖေကပတ်စံနေပြန်ယူသွားပါတယ်သူ့အိမ်ကိုရောက်တော့သူ့အဖေရဲ့အဆောင်လက်ဖွဲ့ကိုယူပြီးတော့ဆိုင်တစ်ဆိုင်မှာတသိန်းနဲ့ပေါင်လိုက်ပါတယ်အဲ့ဒီပတ်စံနေနဲ့ကြောင်းသွားတတ်ပါတယ်ကြောင်းရောက်တော့လေသူကကြောင်းစာကိုတိတ်ပြီးလေးမထားပါဘူးစာတင်ချိန်နေမှာဆက်ပြီးတော့ပြက်ကွက်နေတော့မှပဲတည့်ရသူခမ်းမဆောင်တွေကိုသွားတော့သူ့ကောင်မလေးနဲ့တခြားသူတွေကပြဿနာတွေ့လေ့ကျင့်နေတာကိုတွေ့လိုက်ရပါတယ် ်လေ့ကျင့်မှုအပြီးမှာသူမကသူ့စီကိုလာပေမဲ့အပြင်ကို live ဖို့တော့ညှင်းဆန်လိုက်ပါတယ်ဘာလို့လဲဆိုတော့သူမမှာစာသင်ချိန်တွေရှိသေးပြီးတော့နောက်ပိုင်းပြသက်လေ့ကျင့်မှုလည်းရှိသေးလို့ပါသူကစက်ပစ္စည်းမျိုးမျိုးရောင်းတဲ့ပွဲတစ်ခုကိုသွားလိုက်ပါတယ်အဲ့ဒီမှာစက်တွေကလုံတဲ့အစားအစာတွေကိုလည်းအလကားမြည်ကြည့်လို့ရတယ်လေ သူကတဲ့ဒီလော်ဆက်ရဲ့အရေးသွေးတွေကိုရှင်းပြနေတဲ့လူတယောက်ရဲ့စကားကိုစိတ်ဝင်စားနေနားထောင်နေပါတယ်။အဲ့ဒီလူကဒါကတနိုင်ငံလုံးမှာပထမဆုံးဆက်ဖြစ်ပြီးတော့ဂျပန်ကနေတင်သွင်းလာတာဆိုပြီးပြောလိုက်ပါတယ်။တော့ကအဲ့ဒါကိုအရန်စိတ်ဝင်စားသွားပြီးဈေးကြီးပြိမဲ့ဝယ်လိုက်ပါတယ်။သူအိမ်ပြန်ရောက်တော့သူ့အဖေကစိတ်ဆိုးပြီးတော့စနေတနင်္ဂနွေဈေးမှဆိုရင်ဒါမျိုးတွေကိုပို့ပြီးဈေးပေါ်ပေါ်နဲ့ဝယ်လို့ရတယ်ဆိုပြီးပြောပြလိုက်ပါတယ်။ကြောင်းဆင်းပြီးတော့နောက်တနေ့မှာသူကတဲ့အသီးရောက်တဲ့ဖိုးကြီးစီကိုသွားပြီးတော့တဲ့အသီးကိုဘယ်လိုလှော်ရလဲဆိုတဲ့ဒီစနစ်တွေအားလုံးကိုမေးမြန်းလိုက်ပါတယ်။သူကဆက်ပြီးတော့သူ့တည်နာနေလုပ်ပါတယ်။တခြားသူတွေစီကိုသွားပြီးတော့ပါအချက်လက်တွေစုဆောင်းပါတယ်။ဒီစနစ်တွေအားလုံးကိုပြန်ပြီးအသုံးချပြီးတော့အကောင်းဆုံးတဲ့အသီးတွေဖြစ် ောင်ကြိုးစားပြီးလုပ်ပါတယ်ပထမဆုံးသူတို့လုပ်ပြီးတဲ့အခါမှာတော့သူကအေဒေါ်နိန်းကိုမြေကြီးခိုင်းပါတယ်ပြီးတော့သူ့အမေစီကိုသွားပြတော့အရန်ရတာရှိတယ်ဆိုပြီးပြောပါတယ်သူ့အဖေကမိတ်ဆွေတယောက်နဲ့အစီဝေးလုပ်နေတော့မှသူတို့ကတဲ့ရသည်တွေကိုစားနေကြပါတယ် ူမိတ်ဆွေကဘယ်ကရရလဲရန်စားလို့ကောင်းတယ်လို့မေးလိုက်တော့သူ့အဖေကတူသားလော်တာဆိုပြီးပြောလိုက်ပါတယ်သူ့အဖေရဲ့မိတ်ဆွေကတော့တော့ကရန်ကြိုးစားတာပဲဆိုပြီးချီးကျူးပါတယ်ကုန်တိုင်းတစ်ခုမှာသူကတဲ့ရည်ဒီဆိုင်ခင်းဖို့အတွက်နေရာတစ်ခုကိုဝယ်လိုက်ပါတယ်အဲ့နောက်ပတ်ဝန်းကျင်မှာတခြားဆောက်ထိုင်မျိုးမျိုးရောင်းတဲ့ဆိုင်တွေလည်းအများကြီးရှိပါတယ်သူနဲ့သူ့အိမ်တော်လေးထွန်းတို့ကပထမဆုံးနေမှာပဲအလုပ်တူလုပ်ကြပါတယ်တော့ကဘာလို့ဒီလောက်နေနေလေးပဲရောင်းရတာလဲဆိုပြီးမေးလိုက်တော့အဖိုးကြီးကသူတို့ကတခြားရောင်းတဲ့သူတွေလိုမျိုးအားမန့်ပါပါနဲ့အကျယ်ကြီးအော်မရောင်းနိုင်တော့ဘူးဆိုပြီးပြောပြလိုက်ပါတယ်တော့ကရောင်းရဖို့ဆိုရင်အကြကြီးနဲ့ထက်ခါထက်ခါအော်ရမယ်ဆိုပြီးပြောပြလိုက်ပါတယ် ဒီတစ်ခါမှာတော့သူတို့ကအတန်ကျကျနဲ့လူတွေကိုအတန်ရောကုလဟံမှာပြပြီးတော့ခေါ်ကြပါတယ်ပြီးတော့အပြင်ခဏသွားပြီးတော့အဝယ်စားရောက်တဲ့ဈေးတစ်ခုကိုသွားတော့သူ့ကောင်မလေးနဲ့တွေ့ပြီးခဏစကားပြောကြပါတယ်သူမကသူ့ရဲ့တရုပ်ဆောင်လုပ်တော့အခက်ချင်းဝင်မရဘူးဆိုပြီးပြောပြတော့သူကစိတ်တူပြီးတော့ဒါမတရားဆိုပြီးပြောလိုက်ပါတယ်သူနဲ့စကားပြောနေတုန်းမှပဲသူ့ရဲ့အင်တော်ဒင်းစီကနေဖုန်းဝင်လာပါတယ်အဖိုးကြီးကအယောင်ဝယ်မကောင်းဘူးသူတို့ဘေးဆိုင်နေအားလုံးကတော့လူပြည့်နေတယ်ဆိုပြီးပြောပါတယ်သူ့ကောင်မလေးစီကိုပြန်သွားတော့တန်တရားဝင်ပြီးဘသူနဲ့ဖုန်းပြောနေရလဲပါလဲနဲ့ရစ်နေပါတယ်ဒါပေမဲ့သူကတော့ထွန်မှာဘာမှစိတ်ပူစရာမလိုဘူးဆိုပြီးတော့ပြောလိုက်ပါတယ် တော့ကအလှူခံတဲ့လူတွေကိုသွားတွေ့ပြီးတော့အဲ့ဒီကနေကြံတစ်ခုရလိုက်ပါတယ်တော့ကပြန်လာပြီးတော့သူဆိုင်နေရာကိုရွှေ့ပေးဖို့တောင်းဆိုပါတယ်ဒါပေမဲ့သူတို့ကရှုပ်ကမပြူပါဘူးအဲ့ဒါဆိုရင်ထွက်သွားမယ်ဆိုပြီးပြောလိုက်ပါတယ်ဒါပေမဲ့ဆိုင်ဘက်ကတော့သူတို့ထွက်သွားလို့ရတယ်ဒါပေမဲ့စာချုပ်ထဲကပါတဲ့အတိုင်းငွေပြန်အမှမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်မန်နေဂျာကလာကုန်ရင်တော့နေရာလုံးတစ်ခုရှိတယ်အဲ့ဒီကိုရွှေ့ချင်ရင်အခုစာချုပ်လက်မှတ်ထိုးလို့ရတယ်ဆိုပြီးပြောလိုက်ပါတယ်မန်နေဂျာကအဲ့ဒါကချက်ချကြတဲ့နေရာဖြစ်ပြီးတော့ငားရန်ကကိုခဏလေးနဲ့အရင်ကြည့်မှာဆိုပြီးပြောလိုက်ပါတယ်တော့ကစာသင်ခန်းထဲမှာစာမွေးဖြစ်နေတော့မှသူ့အိတ်ထဲကဖုန်းကဇာတ်တိုက်မြင်နေပါတယ်အစာပိုင်းမှာတော့ခရီးမဆိုင်ပါဘူးဒါပေမဲ့ခဏကြာမှာတော့သူကမတက်ရက်ပြီးတော့ဖုန်းကိုထုတ်လိုက် ပါတယ်။သူဆီယာမကဖုန်းကောင်ရင်တော့ စာမေးပွဲချပြမယ်ဆိုပြီးချိန်ရောက်ပါတယ်သူကခဏစဉ်းစားလိုက်ပြီးတော့သူ့အိတ်နဲ့ဖုန်းကိုယူပြီးတော့စာသင်ခန်းထဲကထွက်သွားလိုက်ပါတယ်ဖုန်းပြောပြီးတဲ့နောက်မှာသူကအမြန်ကုန်တိုက်ကိုသိရသည့်အိတ်တစ်လုံးနဲ့ဖြောက်လာပြီးတော့သူ့ဆိုင်မှာလူတွေအများကြီးရောက်နေတာကိုတွေ့လို့အယံပြော်သွားပါတယ်ပထမဆုံးနေ့မှာပဲသူကအိမ်တော်ရင်းကိုဆိုင်ခွဲတွေထပ်ဖွင့်တင်တယ်ဆိုပြီးပြောလိုက်ပါတယ်ဒါပေမဲ့အဖိုးကြီးကတော့ဖြည်းဖြည်းလုပ်ဖို့ပဲပြောလိုက်ပါတယ်တော့ကတော့စိတ်ပိုင်းပြထားပြီးတော့မကြခင်နောက်ထပ်ဆိုင်ခွဲတစ်ခုကိုထပ်ဖွင့်လိုက်ပါတယ်ဆိုင်ခွဲအစ်စ်မှာသူ့ကောင်မလေးကသူ့ကိုလာတွေ့ပြီးတော့သူတို့ချစ်သူတွေမဟုတ်တော့ဘူးဆိုတဲ့အကြောင်းကိုလာပြောပါတယ်ဘာလို့လဲဆိုတော့သူမက ကသူ့အနာဂတ်အတွက်စိတ်ပူတယ်ဆိုပြီးပြောပါတယ်။သူကသူ့မကိုပြောပြတဲ့တငယ်ချင်းစီကိုဖုံးဆက်ပြီးပြောလိုက်ပါတယ်။ဒါပေမဲ့သူ့တငယ်ချင်းကတော့ကသူ့ကိုတစ္ဆာဖောက်နေတယ်လို့ထင်လို့ပြောပြလိုက်ရတာပါဆိုပြီးရှင်းပြပါတယ်။ကုန်တိုင်းမှာမန်နေဂျာကသူ့ဆိုင်ကထွက်တဲ့မိဘငွေတွေကြောင့်မျက်နှာချက်တွေပျက်စီးကုန်လို့အဲ့ဒါကိုပြင်ဖို့နီးလည်းမရှိရင်စာချုပ်ဖြတ်သိရမယ်ဆိုပြီးပြောလိုက်ပါတယ်။တော့ကတော့သူပြင်ပေးမယ်ဆိုပြီးပြောလိုက်ပါတယ်။အဖိုးကြီးထွက်ရဲ့အကူအညီနဲ့မျက်နှာချက်ကိုကိုယ်တိုင်ဆေးထုတ်ပါတယ်။ကုန်တိုင်းပိတ်ချိန်မှာတုတ်ဖို့သူတို့ကိုပြောပါတယ်။ဒါမှဈေးဝယ်သူတွေအနောက်ချက်မဖြစ်မှာပါ။ညာဘက်သူ့အမေကူညီနဲ့မျက်နှာချက်ကိုဆေးထုတ်ပါတယ်။နည်းနည်းလေးကျန်တဲ့ချိန်မှာလုံချုံရေးကရောက်လာပြီးတော့အချိန်ဆေးပြီမို့လို့ထွက်သွားဖို့ပြောပါတယ်။တော့ကန ည်းနည်းလေးပဲအချိန်ထပ်တောင်းပေးမယ်အသုံးမဝင်ပါဘူးအဲ့ဒါနဲ့လုံချုံရေးကိုပတ်စံနဲ့နေပေးလိုက်ပါတယ်ဒါပေမဲ့လုံချုံရေးကပတ်စံပြန်ပေးပြီးတော့သူ့အမေကိုကိုသားကိုဆုံးမဖို့ပစ္စည်းတွေအားလုံးနဲ့တူထွက်သွားဖို့ထပ်ပြောလိုက်ပါတယ်သူ့အမေကတော့မနေ့ပြန် passport ရောက်တဲ့နယ်ဆိုပြီးပြောလိုက်ပါတယ်ဒါပေမဲ့သူကပြဿနာကိုစိတ်ပိုင်းဖြတ်ထားပြီးတော့အချိန်ရှိသေးတယ်ဒါကိုမနေ့ကျရင်ပြင်မယ်ဆိုပြီးပြောပါတယ်သူ့အမေ passport လုတ်ခိုင်းတဲ့အကြောင်းကတော့သူတို့မှာကျွေးအများကြီးတင်နေပြီးတော့မောင်နှမတွေအတွက်လာကုန်တာနဲ့တရုတ်ပြည်ကိုပြောင်းတော့မယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒါနဲ့အရန်စိတ်ဆိုးသွားပြီးတော့မိသားစုဝင်တယောက်ဖြစ်ရတဲ့ဒီအကြောင်းကိုဘာမှမသိအောင်ဆိုပြီးပြောလိုက်ပါတယ်သူကဒေါသတကြီးနဲ့သူ့အမေကိုသူတို့ကျွေးဘလောက်တင်နေလဲဆိုပြီးပြောလိုက်ပါတယ် ူရဲ့တည့်ရသည့်လုပ်ငန်းကအဆင်ပြေနေတာမို့လို့ကျွေးတွေအကုန်လုံးကိုဆက်ပေးနိုင်တယ်ဆိုပြီးပြောလိုက်ပါတယ်။သူ့အမေကငိုနေယုံမဲငိုနေပြီးတော့သူတို့နဲ့အတူတူရှိနိုင်အောင်လိုက်ခဲ့ဖို့ပဲပြောလိုက်ပါတယ်။ passport ရုံးမှာဓာတ်ပုံရိုက်နေတော့မှသူကထထွက်လာပြီးတော့သူ့မိဘတွေကိုသူဒီမှာပဲနေပြီးစာဆက်တင်မယ်ဆိုပြီးပြောလိုက်ပါတယ်။သူကသူ့အဖေကို အဖေရဲ့ဝန်ထမ်းဖြစ်ဖို့အဆင်သင့်မယ်ဒါကြောင့်စာသင်ပိုးပတ်စံပေးဆိုပြီးပြောလိုက်ပါတယ်နောက်ပိုင်းမှာတော့သူ့မိဘတွေကသူမပါဘဲနဲ့တရုတ်ပြည်ကိုထွက်သွားကြပါတယ်လေစိတ်မှာသူ့အဖေကတည့်ရသည့်လုပ်ငန်းကိုထားခဲ့ပြီးတော့ကြောင်းသွားတက်ဖို့အကြံပေးပါတယ်သူနောက်နေ့မနေ့မှာကုန်တိုက်ကိုမျက်နှာချက်ဆေးတုပ်ပေးတာအပြီးတက်ဖို့ပြန်လာခဲ့ပါတယ်ဒါပေမဲ့မန်နေဂျာကသူ့ဆိုင်တွေကိုဆက်ထားဖို့မပေးတော့ပါဘူးဆိုင်ခွဲတန်းကိုဖယ်ရှားရမယ်ဆိုပြီးပြောလိုက်ပါတယ်သူ့အိမ်ပေါ်မှာလှဲနေတဲ့အချိန်မှာအမျိုးသမီးတချို့ကသူ့တကားမှာတခုခုဖတ်နေတာကိုတွေ့လိုက်ပါတယ်သူထွက်ကြည့်လိုက်တော့တရားရုံးကပို့တဲ့ဒီဝါလီခံချောင်းတတိပေးစာဖြစ်နေပါတယ်သူအဲ့ဒါကိုတကားကနေဖြုတ်လိုက်ပြီးတော့အမှိုက်ပုံးထဲကိုလွှင့်ပြလိုက်ပါတယ်သူဈေးထဲကိုရှောက်သွားနေတော့မှသူ့ကောင်မလေးနဲ့ထပ်တွေ့ပါတယ်အဲ့ဒါ ဲ့ကောင်မလေးကိုပြေးဖက်ပြီးတော့ငိုချလိုက်ပါတယ်။သူမကတဲ့ရသည့်လုပ်ငန်းကိုထားခဲ့ပြီးတော့ចောင်းသွားတက်ဖို့သူမကူညီမယ်ဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒါနဲ့သဘောတူပြီးတော့ကားထဲမှာထိုင်နေရင်းနဲ့သူမအိမ်ကယူလာတဲ့ပင်လယ်ရင်ကြီးကျော်ကိုစားနေကြပါတယ်။အဲ့ဒီကနေပြီးတော့သူနောက်လုပ်ငန်းတစ်ခုလုပ်ဖို့အကြံရသွားပြီလေ။သူ့ဘန်ကိုချင်းဝင်လျှောက်ဖို့သွားပါတယ်။အစမှဝန်ထမ်းကချင်းဝင်လျှောက်လာပြီးအများကြီးရှိနေပြီမို့လို့သူကချင်းဝင်များနိုင်တော့ဆိုပြီးပြောပါတယ်။ဒါပေမဲ့သူ့ရဲ့ဇလန်းကိုနားထောင်ပေးဖို့တောင်းမှန်တော့မန်နေဂျာကသူ့ကိုဖြောင်းပြဖို့အခွင့်အရေးတစ်ချိန်မှရှိတယ်ဆိုပြီးပြောလိုက်ပါတယ်။တော့ကသူ့ရဲ့ဇလန်းအစအဆုံးကိုအဲ့ဒီလူကိုပြောပြပါတယ်။သူကပင်လယ်ရင်ကြီးကျော်ကိုစူးစမ်းရင်းနဲ့ရခဲ့တဲ့အမှားရုပ်ကိုတောင်းပြလိုက်ပါတယ်။သူကပင်လယ်ရင်ကြီးတွေအမ များကြီးဝယ်ခဲ့ပြီမဲ့အကံမကောင်းစွာနဲ့ပဲပုတ်သွားတယ်ဆိုပြီးဆက်ပြောပါတယ်အဲ့ဒါနဲ့အစားတောက်တဲ့အဟာရတက္ကသိုလ်တစ်ခုစီကိုသွားပြီးတော့သူ့ရဲ့ဇာတ်လမ်းကိုပြောပြပြီးတော့အဲ့ဒီကနေပုတ်သွားတာကိုရှောင်ရှားဖို့ဘလိုမျိုးလေလုံအောင်ထုတ်ဖို့ရမလဲဆိုတဲ့အချက်လက်တွေရခဲ့တယ်ဆိုပြီးပြောပြပါတယ်ဘန်ကပြန်လာပြီးတဲ့နောက်မှာတော့သူကပင်လယ်ရင်ကြီးတွေအများကြီးဝယ်လိုက်ပြီးတော့သူ့နဲ့ထွန်တို့အကောင်းဆုံးရင်ကြီးကျော်ရဖို့စကြော်ပါတယ်ထွန်ကပင်လယ်ရင်ကြီးကိုစစ်ဆေးပြီးတော့အကောင်းဆုံးပင်လယ်ရင်ကြီးကိုရဖို့အတွက်ကိုနီလန်မျိုးမျိုးနဲ့ထက်ခါထက်ခါကြိုးစားပါတယ်ပြီးတော့သူတို့လိုချင်တဲ့အဆင့်ကိုမရောက်သေးလို့ပင်လယ်ရင်ကြီးတွေထောက်ဝယ်ဖို့လိုတယ်ဆိုပြီးပြောလိုက်ပါတယ်တော့ကထောက်ဝယ်ပေးမယ်လို့ကြေပေးပြီးတော့သူ့ကွန်ပျူတာနဲ့တခြားပစ္စည်းအဟောင်းတွေကိုပါရောင်းချလိုက်ပါတယ်ထွန်က ိတ်တက်ကြပြီးတော့သူတို့ပတ်ဆက်နေအများကြီးဖြုံးတီးခဲ့ပြီးမို့လို့ဆက်မလုပ်ချင်တော့ဘူးဆိုပြီးပြောပြလိုက်ပါတယ်။ဒါပေမဲ့တော့ကတော့လက်လျှော့လို့မရဘူးဒါအောင်မြင်သွားရင်ပတ်ဆက်နေကိုအချိန်တိုတွင်းပြန်ရမှာပါဆိုပြီးပြောလိုက်ပါတယ်။သူ့ကောင်မလေးစီကဖုန်းဝင်လာပြီးတော့ဒီနေ့ကြောင်းအနှံဖို့နောက်ဆုံးနေ့ဆိုတာကိုသတိပေးလိုက်ပါတယ်။ဒါနဲ့သူကအချိန်မီရောက်သွားပြီးတော့သူ့အတန်းအတွက်စီရင်သွင်းလိုက်ပါတယ်။ညဘက်မိုးရွာနေတုန်းမှာပဲပင်လယ်ရင်ကြီးဘုံတွေနဲ့ပြန်ရောက်လာပါတယ်။သူကထွန်ကိုပင်လယ်ရင်ကြီးတွေထတ်ကျော်ဖို့ခေါ်ပေမဲ့တုံ့ပြန်မှုမရပါဘူး။အဲ့ဒါနဲ့ထွန်ကိုလိုက်ရှာတော့ခေါင်းမှာသွေးတွေထွက်ပြီးတော့သတိလစ်ပြီးလဲကြနေတာကိုတွေ့လိုက်ပါတယ်။အဲ့ဒါနဲ့ထွန်က သူ့ဦးလေးကိုစိတ်ဝင်ပို့ပြီးတော့ဆောင်းလိုက်နေပါတယ်။ကံကောင်းစွာနဲ့ပဲထွန်ကအဆင်ပြေသွားပြီးရဲအနေငယ်တွင်မှာစိတ်ယုံကဆင်းရပါတယ်။သူထွန်ကိုသူကြော်ထားတဲ့ပင်လယ်ရည်ကြီးတွေကိုဆစ်ဆဲခိုင်းပါတယ်။ ဒီတခါတော့တော်တော်လေးကောင်းတယ်ရောင်းလို့ရပြီဆိုပြီးပြောလိုက်ပါတယ်သူတို့လုပ်ငန်းပြန်စပြီးတော့ပင်လယ်ရေညှိတွေကိုစပြီးရောင်းကြပါတယ်အန်ဩကြကောင်းသွားပဲအစပိုင်းမှာတော့အခြေအနေကအရန်ကောင်းပါတယ်တော့ရဲ့အမေကသူ့ကိုမွေးနေ့ဆူတောင်းစကားပြောဖို့ဖုန်းဆက်ပါတယ်သူမကအဖေကမင်းနဲ့စကားပြောချင်တယ်ဆိုပြီးပြောလိုက်ပါတယ်တော့ကသူ့အဖေကိုအကျွေးကိစ္စအမှန်တိုင်းပြောဖို့ပြောတော့သူ့အဖေကအစပိုင်းမှာတုံဆိုင်နေပြီမဲနောက်ပိုင်းမှာပြောပြလိုက်ပါတယ်ပေးရမယ့်အကျွေးကတန်း၄၀ပါသူလုံးဝတုံလှုပ်သွားပါတယ်အဲ့ဒါနဲ့အိမ်ပြန်ရောက်လာတော့သူ့အိမ်မှာနောက်ထပ်အတီးပေးဆောင်တစ်ဆောင်ကိုထပ်တွေ့ရပြန်ပါတယ်ဘာဆက်လို့ရမှမသိတော့ပဲနဲ့ရက်ခွက်ထဲမှာဝန်းနေသွားပဲရှောက်သွားနေပြီပါတယ်ပြီးတော့သူကရေဒီယိုကနေပြီးတော့သတင်းမျိုးမျိုးကို ားထောင်နေပေမဲ့အတုံးဝင်တဲ့အချက်အလက်တစ်ခုမှမရပါဘူးနောက်ဆုံးမှာတော့ तू ကတနိုင်ငံလုံးမှာကုမ္ပဏီစီးတွေကိုဖြန့်ချိနေတဲ့7-11ဆိုတဲ့ကုမ္ပဏီတစ်ခုအကြောင်းကိုသိလိုက်ရပါတယ် तू ကသူ့ရဲ့ပင်လယ်ရေညှိတွေနဲ့အဲ့ဒီကိုသွားပြီးတော့သူ့ရဲ့နာမည်ကိုခေါ်ဖို့ဆောင်ရမ်းနေပါတယ် तू ကရေချိုးခန်းထဲမှာတောင်မှသူ့ရဲ့တင်ပြချက်တွေကိုပြောပြဖို့လေ့ကျင့်ခဲ့ပါသေးတယ်ဒါပေမဲ့ तू ကအဲ့ချိုးမှာနာမည်ပြောဖို့မေ့သွားပါတယ်ဒါရိုက်တာရောက်လာတော့ तू မက10မိနစ်တွင်စီဝေးသွားမှာမလို့သူ့ရဲ့ထုတ်ကုန်တွေကိုထားခဲ့ဖို့ပြောပြပါတယ် तू က10မိနစ်ဆိုရပါပြီသူ့ရဲ့ထုတ်ကုန်ကိုတင်ပြချင်တယ်ဆိုပြီးပြောလိုက်ပါတယ်ဒါပေမဲ့ကံမကောင်းစွာပဲဒါရိုက်တာကသူ့ရဲ့ထုတ်ကုန်ကိုမကြိုက်ပါဘူးချိုးယွင်းချက်တွေအများကြီးရှိတယ်ပြီးတော့ဈေးလည်းကြီးတယ်ဆိုပြီးပြောလိုက်ပါတယ်သူပြန်ရောက်လာတော့သူ့ကောင်မ လေးကသူ့ကိုစောင့်နေပါတယ်။သူမကဘာလို့သူ့ကိုဘာမှပြောရတာလဲလို့မေးပြီးတော့ဘာမှဆိုကူညီမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့စိတ်တို့ပြီးတော့ကောင်မလေးနဲ့ရန်ဖြစ်ပါတော့တယ်။သူကသူ့ကောင်မလေးကိုအပြင်မှာထားခဲ့ပြီးတော့အိမ်ထဲကိုဝင်ပြီးတကားပေးလိုက်ပါတော့တယ်။သူ့အထဲကိုဝင်ပြီးတော့ထွန်တဲ့တူလဲနေပါတယ်။သူ့ကောင်မလေးကကူညီဖို့ကြိုးစားတာကိုရန်ဖြစ်ပြီလို့ဝမ်းနေပြီးတော့ငိုနေပါတယ်။ထွန်ကစိတ်နဲ့မကြဘူးမကြခင်အရာအလုံးစီပြီးတော့မှဆိုပြီးအားပေးပါတယ်။မနေ့ရောက်တော့ သူကသူ့ရဲ့ထုတ်ပေါ်မှုပုံစံကိုပြင်ဆင်ပြီးတော့7 level ကိုနောက်တစ်ခေါက်ထပ်သွားပါတယ်။ဒါပေမဲ့တနေကုန်ဆောင်နေတဲ့တောင်ဒါရိုက်တာနဲ့တွေ့ခွင့်မရပါဘူး။အဲ့ဒါနဲ့အရန်စိတ်ပြတ်သွားပြီးတော့အပြန်လမ်းမှာသူ့ရဲ့ပင်လေရည်ညှိတဲ့အားလုံးကိုလုံခြုံရေးဆောင်တယောက်ကိုပေးခဲ့လိုက်ပါတယ်။ကုမ္ပဏီပြင်ပတ်ဘတ်စကားမှတ်တိုင်တစ်ခုမှာထိုင်နေပြီးတော့သူ့အမေကိုဖုန်းခေါ်လိုက်ပါတယ်။သူ့အတွက်ဘာမှအဆင်မပြေဘူးသူ့ရဲ့ထုတ်ကုန်ကအများအားညှင်းပဲ့ခံနေရတယ်ဆိုပြီးပြောပြလိုက်ပါတယ်ကုမ္ပဏီထဲမှာတော့သူ့ရဲ့ပင်လယ်ရည်ညှိကရုံးခန်းထဲမှာပြန့်နှံ့သွားပြီးတော့လူတွေအရန်ကြိုက်နေကြပါတယ်မကြခင်မှာကုမ္ပဏီကသူ့ကိုဖုန်းပြန်ခေါ်ပါတယ်သူ့ရဲ့ထုတ်ကုန်ကိုလက်ခံလိုက်ပြီဆိုတာသိလိုက်ရတော့အရန်ပြောသွားပါတယ်သူတို့က ထုတ်ကုန်ကိုသူတို့ရဲ့ဆိုင်ခွဲပေါင်း3000ကျော်ကိုပို့ပေးရမယ်ဆိုပြီးပြောလိုက်ပါတယ်ဒါရိုက်တာကသူ့ရဲ့ပို့ဆောင်မှုကိုဘယ်လိုပြီးမြောက်အောင်လုပ်ရမလဲဆိုတာညွှန်ကြားပြီးတော့ GMP စစ်ဆေးမှုကိုအောင်မြင်မှသူ့ရဲ့ထုတ်ကုန်တွေကိုပို့ပေးရမယ်ဆိုပြီးပြောလိုက်ပါတယ်သူ့ရဲ့ပထမဆုံး order ကိုပြီးမြောက်ဖို့အတွက်ပတ်စံတွေကအများကြီးလိုအပ်နေပါသေးတယ်ဘန်မာတော့သူကအရန်ငယ်သေးလို့ချင်းဝင်ပေးဖို့ငင်းဆန်နေတော့မှပဲအဲ့ဒါနဲ့သူကားကိုကြောင်းလိုက်ပြီးတော့အဲ့ဒီကားတွေပတ်စံတွေနဲ့ရလိုက်ပါတယ်ဒါပေမဲ့ပစ္စည်းတွေကိုမဝင်နိုင်ခဲ့ပါဘူးဘာလို့လဲဆိုတော့သူတို့ကပတ်စံပို့လို့ခြင်းနေလို့ပါသူကဒီတစ်ခါမှအောင်မြင်မှာကိုစိုးရိမ်နေပါတယ်ဒါပေမဲ့ထွန်ကနောက်ပါဖြစ်မလဲဆိုတာဘယ်သူမှမသိနိုင်ဘူးမျောလင်းချက်ကိုမဆုံးရှုံးသင့်ဘူးဆိုပြီးပြောပြလိုက်ပါတယ်အဲ့ဒါနဲ့သူတို့က ဆိုင်ဆိုင်ငားပြီးတော့ပေလရင်ကြီးဆိုင်ကိုတီထောင်ဖို့ပြင်ဆင်ကြပါတယ်မကြခင်မှာ GMB စစ်ဆေးမှုကလောက်ရတော့မယ်လေသူဦးလေးကလက်ထိုးလို့ရတယ်ဆိုပြီးပြောလိုက်ပါတယ်ဒါပေမဲ့တော့ကဒီတစ်ခါတော့စနေတကြလုံးချင်ပါတယ်သူတို့တန်ရှင်းရင်းနဲ့ပတ်သက်ပြီးတော့တိုင်ချချက်တချို့ရှိပြီမယ်ချက်ချင်းပဲဆုံးဖြတ်ချက်မချသေးဘဲနဲ့သူတို့ရဲ့ဆုံးဖြတ်ချက်ကိုနောက်မှ Facebook ပေးလိုက်မယ်ဆိုပြီးပြောလိုက်ပါတယ်သူ့ဆက်ယုံကပြဿနာအလုံးကိုမကြခင်မှာပဲပြင်ဆင်လိုက်နိုင်ပါတယ်သူ Facebook ရတဲ့အချိန်မှာတော့သူတို့ကစစ်ဆေးမှုအောင်မြင်သွားပြီဆိုတာကိုသိလိုက်ရလို့အရန်ပြောသွားပါတယ်သူတို့ရဲ့ပထမဆုံးအချိန်အထုပ်တွေကိုပို့ရတဲ့အခါမှာတော့တော့ကအရန်ကြောက်နေပါတယ်ဒါပေမဲ့ထွန်းကအရာရာအလုံးဆင်ပြေသွားမှာပါဆိုပြီးအာမခံပါတယ်သူတို့တနအိနောက်ကျသွားပြီမ ဲ့တော်တော်တောင်းပန်ပြီးတဲ့နောက်မှာတော့သူ့ရဲ့ထုတ်တွေကိုပို့ခွင့်ရလိုက်ပါတယ်။တစ်နှစ်ကြာပြီးတဲ့နောက်မှာသူ့ရဲ့မိဘတွေရဲ့အကျွေးတွေလည်းဆက်ပြီးသွားပါပြီ။အခုသူတို့နဲ့အတူသူတို့ရဲ့အိမ်ဟောင်းမှာနေထိုင်နေပါပြီ။သူ့ရဲ့စီးပွားရေးကတစ်ကမ္ဘာလုံးကိုတိုးချဲ့နေပြီးတော့သူကကမ္ဘာအသက်ငယ်ဆုံးဘီလီယံနာတစ်ယောက်ဖြစ်သွားပါတော့တယ်။